ကဲစကောင်စီကိုပေါ်မာတဲ့မိသားကြီးနေသူရဲ့စိတ်ကောင်းစရာတည်င်းပေါ်လီမိသားကြီးနေသူကတော့လောက်ကျန်ခံရမှုဖြစ်ပွားခဲ့ပြီးစေုံမှာမတိမရှင်ဖြစ်နေတယ်လို့သတင်းတွေကတော့ဒါတောက်လျှောက်ကိုတက်လာနေရပြီဖြစ်ပါတယ်တကယ်ကိုလည်းကျွန်တော်အနေနဲ့စိတ်ကောင်းဖို့နော်မိသားကြီးနေသူကတော့မြင့်မြတ်တို့အေဂျင့်မောင်တို့နေဝင်းတို့ပြီးတဲ့ကကျွန်တော် MRW 4ရဲ့ Academy ကမင်းမီနီယောက်ဖြစ်တဲ့ဒါမင်းမြင့်မုံနဲ့ချူလီတို့နဲ့ပူးပေါင်းပြီးတော့ ဒါဒီရွေးကောက်ပွဲအတွက်မဲဆွဲတဲ့ဇက်ကောက်ကိုရိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမဲဆွဲတဲ့ဇက်ကောက်မှာအထူးသဖြင့်တော့ဒေါ်လာယီကိုသူတို့ကစော်ကားချင်တာဖြစ်တယ်ဒေါ်လာယီနော်ဘုံထောင်တာကဒေါ်လာယီမဟုတ်ဘူးဆိုပြီးတော့ဒါလူတက်တာကဒေါ်လာယီမဟုတ်ဘူးဆိုပြီးတော့ဒါအာနေတို့ရဲ့ပြောစကားတွေကဒေါ်လာယီတပ်ဖို့ဝင်နေကိုတော်တော်လေးကိုထိခိုက်စေပြီး ဒီစစ်ကောင်စီကနေ့တိုင်းပြည်သူတွေကိုဘုံကျဲနေတာသတ်နေတာဒါတွေကိုကြတော့ညီသူတို့ကမမြင်ပဲနဲ့ဒါအမှန်တရားအတွက်တော်လန်ပုံကန်နေတဲ့เนาะဒါပြည်သူတွေကိုဒါတော်လန်ရေးသမားတွေကိုစော်ကားတာက လုံးဝမဖြစ်သင့်ဘူးသိရတင်းချိုင်းဒါမဆိုင်ဆိုပြီးတော့ဂျင်ညာလိုက်ပြီးရခိုင်တပ်တော်အေးဟာလေးရခိုင်လူမျိုးရေးတစ္ဆဖောက်ဖြစ်နေသူကိုဂျင်ညာလိုက်ပြီးလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ညီသူတွေကိုလည်းမျိုးလုံးချန်ခံရပြီးဈေးဥမှာမသိမရှင်ဖြစ်နေမှုကဒီကိစ္စတွေနဲ့ဆက်ဆက်နေတဲ့အေးအေးနဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒါဆက်ဆက်မှုရှိနေတယ်ဆိုပြီးတော့ပြောဆိုတဲ့သူတွေတောင်ရှိနေတာလေးဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ပြောချင်တာကတော့ဗျာအော်နေတို့ဟာပေါ့လေလိုရဲနော်သူကတော့ဒါဒေါ်လိုင်းတပုတ်ဝင်နေကိုရင်ကလေလူတန်းဘူးတယ်ပေါ့အခုကဘလို့ဖြစ်လို့လဲမသိဘူးနော်အခုကသူတို့ပြောတာကကြာဘူးသူဖီအားမမပါဘဲနဲ့ဒါသူတို့ကသူတို့လှုပ်တာဖြစ်ကြောင်းဝင်နေသူတို့ကရင်ဖွင့်လာကြောင်းပြောကြတယ်ပေါ့နော်ကျွန်တော်တို့တီးကြတော့မသိဘူးဘလို့ဖြစ်ပြီးပါနေတို့ဘီကင်းပါစေအသက်အန္တရာယ်ပါမှဖြစ်ပါ